ားပါရှင်။ MCN ရုပ်သံသတင်းဌာနကစီစဉ်တင်ဆက်ပေးနေတဲ့ကြားပြရေးကောက်ပွဲဆိုင်ရာဒုစီစဉ်ကနေကြိုဆိုပါရစေ။ဒီစီစဉ်ကနေတပတ်အတွင်းမှာဖြစ်ပေါ်ခဲ့တဲ့ကြားပြရေးကောက်ပွဲဆိုင်ရာသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ဒီသတင်းတစ်ပတ်မှာရှုစားကြရမယ်ကြားပြရေးကောက်ပွဲဆိုင်ရာသတင်းတွေမှာဆိုရင်တော့ကြားပြရေးကောက်ပွဲမှာပြည်ထောင်စုရေးကောက်ပွဲကော်မရှင်အနေနဲ့စက်ငွေ1ဘီလီယံကျော်အသုံးပြုသွားဖို့ရှိနေတဲ့သတင်း။ကြားပြရေးကောက်ပွဲမှာ မတန်ဆွမ်းသူတွေမဲပေးခွင့်အပြည့်အဝရရှိဖို့မြန်မာနိုင်ငံမတန်ဆွမ်းသူများရှေ့ဆောင်အဖွဲ့ကလှုပ်ဆောင်သွားဖို့ရှိနေတဲ့အကြောင်းနိုင်ငံပြင်ပရောက်ကြိုတင်ဆန္ဒမဲပေးလို့တဲ့ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ339ဦးအထိရှိတယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပြောကြားလိုက်တဲ့သတင်းဆားတဲ့သတင်းနေနဲ့အတူ တခြားထူးခြားတဲ့ပြည်တွင်းပြည်ပကဂျာပြတ်ရွေးကောက်ပွဲဆိုင်ရာသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးအနေနဲ့ဂျာပြတ်ရွေးကောက်ပွဲမှာမတန်ဆွမ်းသူတွေမဲပေးခွင့်အပြည့်အဝရရှိဖို့မြန်မာနိုင်ငံမတန်ဆွဲသူများရှေ့ဆောင်အဖွဲ့ကလှုံ့ဆော်သွားမှာဖြစ်ပါတယ်။ဒီအကြောင်းပြေဆုံးကို MCN သတင်းတောက်အောင်မျိုးနောင်ကပြပို့ထားပါရရှင်။ မြန်မာနိုင်ငံမှာတန်ဆွမ်းသူများရှိတောင်ဖွဲ့ကအေဗီဒါတရက်နေ့မှာကျမမဲ2029ရွေးကောက်ပွဲမှာတန်ဆွမ်းသူတွေရဲ့မဲပေးခွင့်နဲ့ဆောင်ရွက်မှုမရှိအောင်နိုင်ငံရေးပါတီတွေရရပတ်လူမှုအဖွဲ့အစည်းတွေမတန်ဆွမ်းသူတွေပါဝင်မဲ့နိုင်ငံတော်အစ်စ်မဲပေးခွင့်ဆိုင်ရာဖိုရမ်ကိုကျမတော်ဖို့ရှိနေပါတယ်။အဓိကဆောင်ရွက်မှာတော့ဒီမဲဆန္ဒရှင်ပညာပေးလုပ်ငန်းစဉ်တွေလုပ်သွားမယ်။မတန်ဆွမ်းတဲ့သူတွေအခွင့်အရေးတွေအကြောင်းထည့်ပြီးတော့မှပြောသွားမယ်။နောက်ကျွန်တော်တို့ဒီနိုင်ငံရေးပါတီတွေရဲ့ရပ်ဖက်အဖွဲ့အစည်းတွေရဲ့မတန်ဆွမ်းအဖွဲ့အစည်းတွေပါဝင်သော နိုင်ငံတော်အဆင့်ဒီအမဲပေးခွင့်ဆိုင်ရာဖိုရမ်တစ်ခုကျင်းပမယ်ပေါ့နော်ဒီခါမှာလည်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖိတ်ကြားပြီးတော့ကျွန်တော်တို့အတွေ့အကြုံဆွေးနွေးဖလှယ်မှုတွေလုပ်သွားမယ်ကြပဲယူကောက်ပွဲရဲ့လက်လက်မဲဆန္ဒနေရ16နေရာမှာမြန်မာနိုင်ငံမတန်ဆန်းသူများချီတောင်ဖွဲ့ကမြို့နယ်5ခုမှာအမြင့်အကြအာယုံချုပ်တဲ့မတန်ဆန်းသူတွေမဲပေးခွင့်ရအောင်ဆောင်ရွက်တော့မှာဖြစ်ပါတယ်။ခုလိုမြို့နယ်5ခုမှာမတန်ဆန်းသူတွေပြည့်ဝမဲပေးခွင့်ရအောင်ဆောင်ရွက်တော့ဖို့ကိုလည်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့တွဲဆဆွေးနွေးထားတာလည်းဖြစ်ပါတယ်။ မဲယုံမဲသွားပေးဖို့ဟလာအထောက်ကူပြုပစ္စည်းလိုအပ်တဲ့မတန်ဆန်းတဲ့သူတွေကိုဝီချဲဂျိုင်းတောက်အစရှိတဲ့ဒီအထောက်ကူပြုပစ္စည်းကိရိယာတွေပံ့ပိုးပေးဖို့ပြီးပါတယ်။နောက်ကျွန်တော်တို့ခုနပြောတဲ့မြို့နယ်၅ခုမှာ ဒီစံပြမဲယုံတွေကျွန်တော်တို့ဖော်ဆောင်သွားဖို့ရှိတယ်စံပြမဲယုံဆိုတာဒီတာမန်ပြည်သူတွေရောမတန်ဆန်းတဲ့သူများပါအတူတကွမဲပေးနိုင်သောအစဉ်ပြေတဲ့မဲယုံတွေဖြစ်ပေါ်ဖို့ကျွန်တော်တို့ကြိုးစားသွားမယ်ခုနပြောတဲ့ဒီ wheelchair တက်လန်းတွေပါမယ်တော့မျက်စိမမြင်တဲ့သူတွေဆိုရင်တဘာသူအကူအညီမလိုဘဲနဲ့ကိုယ်တိုင်မဲပေးနိုင်တဲ့ဒီစနစ်ပေါ့နော်ဒါတွေကျွန်တော်တို့ဖော်ဆောင်မယ်တော့နားမကြားတဲ့သူတွေရဲ့မဲပေးနိုင်ခွင့်သတင်းချဲ့လဲရဖို့ကိစ္စတွေတော့ညာရင်မတန်ဆန်းတဲ့သူတွေမဲပေးခွင့်မဆုံးရှုံးစေဖို့ကိစ္စတွေပေါ့ဒါတွေကိုကျွန်တော်တို့ဆောင်ရွက်သွားဖို့ရှိပါတယ်ဒီမှာနိုင်ငံမတန်ဆန်းသူများရှိတဲ့ဘက်ကရွေးချယ်ထားတဲ့မျိုးနွယ်၅ခုမှာဆိုရင် ရှင်းပြည်နယ်ထန်တလန်မြို့နယ်စကိုင်းဒေသကြီးမိုးရွာမြို့နယ်ရန်ကုန်တိုင်းဒေသကြီးကော့မွန်းမြို့နယ်လှိုင်တိုင်ရမြို့နယ်နဲ့ကြီးမင်းနယ်မြို့နယ်ဖြစ်ပြီးတော့အဲ့ဒီမြို့နယ်တွေမှာရှိတဲ့မတန်ဆန်းတွေပြည်ပမဲပဲခွင့်ရှောင်းအောင်ဆောင်ရွက်တော့မှဖြစ်ပါတယ်ခင်ဗျာဈာပြရွေးကောက်ပွဲမှာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့စက်ငွေ1ဘီလီယံကျော်အသုံးပြုသွားဖို့ရှိနေပါတယ်ကော်မရှင်အဖွဲ့ဝင်ဦးစိုးရဲကဇန်နဝါရီလ31ရက်နေ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာကော်မရှင်ရဲ့2018-2018ဘဏ္ဍာရေးနှစ်အတွက်အသုံးစရိတ်ကိုတင်ပြရမှာဦးစိုးရဲကပြောကြားလိုက်တာပါ ဇာပြတ်ရွေးကောက်ပွဲတွေကိုတိုင်းဒေသကြီးနဲ့ပြည်နယ်ရှစ်ခုမှာရှိတဲ့မြို့နယ်ပေါင်း22မြို့နယ်မှာကျင်းပဖို့ရှိနေပြီ။အဲ့ဒီရွေးကောက်ပွဲမှာမဲယုံပေါင်း2000ကျော်အသုံးပြုသွားဖို့ရှိနေတာဖြစ်ပြီးဆန္ဒမဲပေးနိုင်တဲ့မဲဆန္ဒရှင်နှစ်တသမနှစ်တန်းဝန်းကျင်ရှိနေတာပါ။ဒီရွေးကောက်ပွဲမှာတော့နိုင်ငံရေးပါတီ24ပါတီကကိုယ်စားလှယ်လောင်းနေတယ်။တတိပုဂ္ဂလကိုယ်စားလှယ်လောင်းစုစုပေါင်း65ဦးဝင်ရောက်ရှင်ပြိုင်ဖို့ရှိနေတာဖြစ်ပါတယ်ရှင်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတာဝန်ရှိသူတွေအနေနဲ့ နိုင်ငံရေးပါတီကဗဟိုကော်မတီဝင်တွေရဲ့ဆုံးဖြတ်ချက်နဲ့ထုတ်ပြန်ချက်တွေကိုအတိအမှတ်ပြုပေးဖို့ပြည်သူ့ဒီမိုကရေစီပါတီကပြောဆိုလိုက်ပါတယ်ဒီသတင်းကို MCN သတင်းတော်ကေသွေကပေးပို့ထားပါတယ်ရှင်ပြည်သူ့ဒီမိုကရေစီပါတီဥက္ကဋ္ဌဟောင်းတူဟာပါတီနာမည်ကိုအသုံးချပြီးလာမယ့်ဂျာဗက်ယူကောက်ပွဲမှာဝင်ရောက်ရှင်းပြနိုင်မှုကိုယ်စားလောင်းအမည်တင်သွင်းခဲ့တာကိုလက်ခံထားခဲ့ပါတယ်။အဲဒီလိုလက်ခံထားတဲ့ပေါ်ပြည်သူ့ဒီမိုကရေစီပါတီရဲ့ဗဟိုကော်မတီဝင်တွေက ကမ္ဘောလာတင်ပြခဲ့ပေမဲ့တစုံတရာဆောင်ရွက်ပေးခြင်းမရှိတဲ့ပေါ့ပြည်သူ့ဒီမိုကရေစီပါတီလက်ရှိဥက္ကဋ္ဌဦးအောင်မြင့်ကဝေဖန်ပြောဆိုလိုက်ပါတယ်ဇန်နဝါရီလ31ရက်နေ့ကရန်ကုန်မြို့ City Star Hotel မှာပြုလုပ်တဲ့ပြည်သူ့ရေကောက်ပွဲကော်မရှင်နဲ့ပတ်သက်ပြီးမကြေလည်မှုတွေကိုသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါအဲဒီတော့ရေကောက်ပွဲကော်မရှင်ကိုနောက်ဆုံးပြောချင်တာကပါတီတစ်ခုဟာဘုံကော်မတီယာအင်မတန်တာမှုကြီးပါတယ် ဥက္ကရာဒုဥက္ကရာအင်းမှုဆိုတာရပွဲဝင်ပြီးတော့တာဝန်ယူတာပေါ့နော်ဘိုးကောမဒီကအင်မတန်ဟိုတမ်တမ်မိုးကြီးတယ်လို့ဘိုးကောမဒီမှာလည်းလုပ်ပိုင်မနေပါလို့ရှိတဲ့အတွက်ပြည်တော်သူရွက်ကောက်ပွဲကော်မရှင်နဲ့ဘိုးကောမဒီဆုံးဖြတ်ချက်တွေဟိုတိမပြုစေချင်တာပေါ့နော်အဲ့လိုရွေးကောက်ပွဲဝင်ရောက်ရှင်ပိုင်ခဲ့တဲ့ပြည်သူ့ဒီမိုကရေစီပါတီဥက္ကဋ္ဌဟောင်းကအရင်ကပြစ်မှုတွေရှိခဲ့တာကြောင့်ဥက္ကဋ္ဌအစ်ပြန်လည်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာပါတီနဲ့မသက်ဆိုင်တော့တဲ့သူဖြစ်တဲ့အတွက်အခုလိုကန့်ကွက်နေကြတာဖြစ်ပြီးအခြားပါတီတွေမှာလည်းအခုလိုဖြစ်စဉ်မျိုးတွေရှိလာမှာကိုစိုးရိမ်နေကြပါတယ်။ဒါဒီကကော်မရှင်ဆောင်ရွက်ဖြစ်တဲ့ကိစ္စ။ဟုတ်။အခုမှကော်မရှင်ကဘာလို့နှာစေးနေလဲ။ကျွန်တော်အဲ့ဒါကိုမကြေညာနေတာ။အဲ့ဒါတော့မဟုတ်ကျွန်တော်အားလုံးနော်ဒါခုနတော့လို့ကိုကျော်တော်ပြောတာသိကောင်းတယ်။နော်ဒါ new ကိစ္စကကျွန်တော်တို့လောင်ပါတီတွေမှာလည်းဖြစ်ပေါ်ပေါ်ဖြစ်ပေါ်နေတယ်။ ဲ့တော့ကျွန်တော်ကဒီနေ့ပါတီခေါင်းဆောင်ညီများကိုဖိတ်ပြီးတော့ကျွန်တော်ပါတီကတော့ဒီလိုဖြစ်နေပြီเนาะအကယ်၍ခင်ဗျားတို့ပါတီတွေများဒီလိုဖြစ်ရင်ဘယ်လိုကာဝယ်မလဲပြည်သူ့ဒီမိုကရေစီပါတီရဲ့ဘိုးကော်မတီစည်းဝေးကို2016ခုနှစ်ဧပြီ30ရက်နေ့မှာကျင်းပခဲ့တာဖြစ်ပြီးအဲ့ဒီအစည်းအဝေးဆုံးဖြတ်ချက်အရပါတီဥက္ကဋ္ဌဟောင်းဒေါက်တာတန်တိုင်ဦးကိုပါတီဘိုးကော်မတီဖြစ်မှာရည်နာခဲ့တာဖြစ်ပြီးဘိုးကော်မတီဝင်တွေရဲ့ထောက်ခံချက်တွေအရဥအောင်မြင့်ကိုဥက္ကဋ္ဌအသစ်ဖြစ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်ရှင်။ ဇာပြရွေးကောက်ပွဲမှာဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့မဲဆန္ဒရှင်တွေရဲ့စီရင်တွေကိုနိုင်ငံတော်အလုံးမှာရွေးကောက်ပွဲကော်မရှင်ကဖေဖော်ဝါရီလ၁ရက်နေ့ကစတင်ကြေညာပေးခဲ့ပါတယ်။အဲ့ဒီမဲဆန္ဒရှင်တွေရဲ့အမည်စီရင်တွေကိုနှစ်ပတ်တိုင်တိုင်ဖေဖော်ဝါရီလ၁၅ရက်နေ့အထိကြေညာပေးထားမှာပါ။အဲ့ဒီမဲဆန္ဒရှင်အမည်စီရင်တွေမှာမိမိနာမည်မပါရင် ပုံစံသုံးတဲ့မဲဆင်းရင်မှာနာမည်ထည့်ပေးကြဖို့တောင်းဆိုကြရမှာဖြစ်တယ်လို့မဲဆင်းရင်မှာမပါတဲ့သူတွေပါနေတာတွေ့ရင်ပုံစံလေးနဲ့ကန့်ကွက်ကြရမှာဖြစ်ပါတယ်။ဒါအပြင် မင်းဆန္ဒရှင်တွေရဲ့ကိုရေးအချက်လက်တွေမှားယွင်းနေရင်နော်ပုံစံလေးခငယ်နဲ့ပြင်ဆင်လောက်တင်သင်းကြရမှာပါအဲ့ဒီအတွက်လိုအပ်တဲ့ပုံစံတွေကိုရက်ကြီးကော်မရှင်ရုံးတွေမှာအခမဲ့တောင်းယူပါလို့လဲကော်မရှင်ကကြေညာထားတာဖြစ်ပါတယ်ဒီလိုဖြည့်ဆွက်ပြင်ဆင်ပြီးရင်နော်မင်းဆန္ဒရှင်စာရင်းတွေကိုကော်မရှင်ကမတ်လ18ရက်နေ့မှာနောက်ဆုံးအနေနဲ့ကြေညာပေးသွားဖို့ရှိနေတာဖြစ်ပါတယ်ရှင်နိုင်ငံပြပရောက်ဂျိုတင်ဆန္ဒမဲပေးလို့တယ် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ339ဦးထိရှိရလို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသတင်းထုတ်ပြန်လိုက်ပါတယ်။နိုင်ငံပြင်မကုန်ရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ပုံစံ15နဲ့ဆန္ဒမဲပေးခွင့်ရရှိဖို့တင်ပြတောင်းခံသူ359ဦးထိရှိခဲ့ပြီးအဲ့ဒီထဲက18ဦးဟာကျွတ်တင်ဆန္ဒမဲပေးဖို့တမတ်ချက်တွေနဲ့ကိုက်ညီမှုမရှိတာကြောင့်ပယ်ချခဲ့တာပါ။လက်ရှိခြေလင်းမှာတော့နိုင်ငံပြင်ပရောက်ကြိုတင်ဆန္ဒမဲတွေပေးနိုင်ဖို့မဲလက်မှတ်တွေကိုအစိုးရရဲ့ခွင့်ပြုချက်နဲ့နိုင်ငံတကာတန်ယုံတွေကတဆင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ၂ရက်နေ့မှာထုတ်ပေးထားတယ်လို့လည်းသတင်းထုတ်ပြန်ထားပါတယ်ရှင်။ဇာပြရေကောက်ပွဲကာလမှာမုံရမျိုးနဲ့အတွင်းကမဲယုံတွေကိုစောင့်ကြည့်လေလာဖို့အဖွဲတစ်ဖွဲကိုခွင့်ပြုထားတာဖြစ်ပါတယ်။ဒီအကြောင်းပြေဆုံးကို MCM မုံရသတင်းတော်မတ်တင်မှာဆွေးကရိုက်ကူးထားပြီးတင်စားကတင်ဆက်ပေးထားတာဖြစ်ပါတယ်ရှင်။ မော်ရမြွန်းနယ်မဲဆန္ဒအတွင်းမှာမဲယုံ195ယုံထရှိမှာဖြစ်ပြီးအဲ့ဒီမဲယုံတွေကိုစောင့်ကြည့်လေ့လာမဲ့ချင်းတွင်း Institute အဖွဲ့ကိုကနအူးခွင့်ပြုထားတယ်လို့မော်ရမြွန်းနယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးကျင်စောကပြောပါတယ်ကျွန်တော်တို့အဲ့ဒီကိစ္စကတော့ပြင်စောင့်ကြည့်လေ့လာရပြီးပြီးခဲ့တဲ့ကျွန်တော်တို့ဆနလာပိုင်းကကျွန်တော်ခေါ်ပြီးတော့ကျွန်တော်တို့နေပြီးတော့တင်ပေးကြပါတူးချင်းတော်လာကောင်းတစ်ခွက်လုံးတော်လာကောင်းเนาะကျွန်တော်တို့ကိုလာရောက်ပြီးတော့ ော်စောင့်ကြည့်လေ့လာခြင်းနဲ့ဆိုလို့ရှိရင်တင်ကြပါလို့ကျွန်တော်တို့ခေါ်ခဲ့ပါတယ်ဒီမျိုးနဲ့တော့ပေါ့အဲ့လိုခေါ်ခဲ့တဲ့အခါမှာကျွန်တော်စီကိုခူးခြားပြုလာတာသူတဖွဲ့ပဲရှိပါတယ်အဲ့ဒီတဖွဲ့ရဲ့နာမည်ကချင်းတွင် Institute လို့ခေါ်ပါတယ်သူတို့ကတစ်မျိုးတစ်လုံးမှရှိသမျှမဲရုံပေါင်း159ရုံကိုသူတို့အကုန်လုံးလိုက်ပြကြည့်နေကြပါတယ်ဟာဟုတ်ကဲ့ပါဆရာ။ကျွန်တော်တို့ကသူတို့ကြည့်နေတဲ့မယုံမှန်မြတ်တော့ကျွန်တော်တို့ကနေလို့ဥပိ္ပံကိုကျွန်တော်ပြီးပါပါ စောင့်ကြည့်လေးလာရဲ့အဖွဲအနေနဲ့လည်းရွေးကောက်ဝယ်တစ်ခုလုံးကိုစောင့်ကြည့်လေးလာနိုင်မှာမဟုတ်ပဲအပိုင်းလေးပိုင်းကိုသာအဓိကထားစောင့်ကြည့်လေးလာသွားမှာဖြစ်ပါတယ်။စောင့်ကြည့်လေးလာရဲ့အဖွဲအနေနဲ့မဲစင်းထုတ်ပြန်တဲ့အခါမှာမပါတဲ့လူတွေပါနေလို့ကန့်ကွက်ခြင်းနဲ့ဆိုရင်လည်းကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ဟိုစောင့်ကြည့်လေးလာတာကတော့ကျွန်တော်တို့ဒီရွေးကောက်ဝယ် process တစ်ခုလုံးကိုတော့စောင့်ကြည့်နိုင်မှာမဟုတ်ဘူးခင်ဗျ။ကျွန်တော်တို့ focus ဖြတ်ထားတဲ့အပိုင်း၄ခုရှိပါတယ်။အဲ့ဒါကတော့ဟိုနံပါတ်၁ဒီတက်တွင်းမဲရုံတက်တွင်းမဲရုံမှာကျွန်တော်တို့ပြီးခဲ့တဲ့ lesson မှာတက်တွင်းမဲရုံ ဟိုကျွန်တော်တို့တိရတိထားတလောက်ဆိုပြီးဆိုရင်စောင့်ကြည့်ခွင့်မရတဲ့ဘက်တွေရှိတယ်ပေါ့အခုဒီချိန်မှာတော့ကျွန်တော်တို့ computer ဥပဒေကတက်တွင်းမဲ့ရုံကိုလည်းပဲစောင့်ကြည့်ခွင့်ရမယ်လို့ပြောပါတယ်ခင်ဗျအဲနောက်တစ်ချက်ကတော့ကျွန်တော်တို့ကြိုတင်မဲတွေပေါ့ကြိုတင်မဲတွေကလည်းပဲပြီးခဲ့တဲ့95ရွေးကောက်ပွဲမှာဆိုလို့ရှိရင်ဒီကြိုတင်မဲသွားပေးတဲ့အချိန်မှာ observer တွေလိုက်ပြီးတော့ကြည့်ရှုခွင့်မရခဲ့ဘူးခင်ဗျဒီချိန်မှာတော့ကျွန်တော်တို့ရမယ်လို့ပြောပါတယ်အဲနောက်တစ်ချက်ကတော့ဒီကျွန်တော်တို့ရွေးကောက်ပွဲနေ့ရွေးကောက်ပွဲနေ့မှာကျွန်တော်တို့ general light မဲရုံကိုကျွန်တော်တို့ ဟိုဟာမြို့နယ်မှာ159ရုပ်ကျွန်တော်လိုက်ကျွန်တော်စောင့်ကြည့်မယ်အဲအဲ့ဒါပြီးခါကျတော့ကျွန်တော်တို့ဒီတာမန် observer တို့မဟုတ်ဘဲနဲ့ဒီကိုယ်တလဲလောင်းနေရွေးကောက်ပွဲဝင်မဲ့ကိုယ်တလဲလောင်းနေရဲ့ဒီသူတို့မဲဆွယ်စီရင်ရေးကဏ္ဍမှာလူလူကိုသူတို့ပေးထားတယ်မဲဆွယ်ဂရီကိုနေအဲ့ဒါတွေကိုလည်းပဲကျွန်တော်တို့စောင့်ကြည့်မှတ်တမ်းတင်ပြီးခါကျတော့အနိုင်ရသွားတဲ့ခါမှာဘယ်တိုင်းတာဒီသူတို့အကောင့်တွေဖွင့်နိုင်မှုရှိမရှိအဲ့ဒီပိုင်းကိုလည်းကျွန်တော်တို့စောင့်ကြည့်မှဖြစ်ပါတယ်ဒီ February 1ရက်ကစပြီးတော့14ရက်နေ့ထိကျွန်တော်တို့နှစ်ပတ်တာကာလမှာပထမအကြိမ်မဲဆင်းသူတို့ကတ်မယ်လို့ပြောထားပါတယ်ကော်မရှင်ကနေ ဲ့ခါမှာမဲဆင်းမှာကိုကပါတဲ့ပါထိုက်ပါလေနဲ့မပါခဲ့ဘူးဆိုရင်ပုံစံသုံးဖြစ်တွင်ပြီးတော့တက်ဆိုင်ရာရက်ကြီးကော်မရှင်မှာရှောက်လို့ရပါတယ်ပါပါတဲ့နယ်တွေပါနေရဆိုရင်လည်းပုံစံလေးနဲ့ကန့်ကွက်လို့ရပါတယ်အဲ့အတွက်အခက်အခဲရှိတယ်ဆိုရင်လည်းကျွန်တော်တို့ကဒီမျိုးနယ်တွေမှာကျွန်တော်တို့ကူညီတော့မှဖြစ်ပါတယ်မုံရခိုင်မဲဆန္ဒနယ်မှာမဲပေးခွင့်ရှိသူ2300ကျော်ရှိပြီးလာမယ့်ဧပြီလ1ရက်နေ့မှာကျင်းပမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာမုံရခိုင်အတွင်းကပါတီ9ခုကကိုယ်စားလှယ်လောင်း9ဦးတို့ကဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်။ မုံရမြို့နယ်ရဲ့လစ်လက်တဲ့မဲဆန္ဒနေရာကတော့ပြည်သူ့လွတ်တော်မဲဆန္ဒနယ်တနေရာပဲဖြစ်ပါတယ်ရှင်။ပဘူရန်ဒေသကြီးအတွင်းဂျာပြက်ရွေးကောက်ပွဲကျင်းပမဲ့အမျိုးသားလွတ်တော်အမှတ်လေးမဲဆန္ဒနယ်မှာမဲဆန္ဒရှင်3,200တထောင်အထိရှိရလို့ပဘူရန်ဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကပြောကြားလိုက်ပါတယ်။ပြီးခဲ့တဲ့အထွေထွေရွေးကောက်ပွဲမှာတော့လွှတ်တော်အသီးသီးကလိလက်နေရ69နေရာရှိခဲ့ပြီးလာမယ့်အေဗီလာတရနေ့ဂျာပြက်ရွေးကောက်ပွဲမှာတော့ ပဲခူးတိုင်းဒေသကြီးကအမျိုးသားလွှတ်တော်မဲဆန္ဒနဲ့တနေရာပဲရှိနေရပါမဲဆန္ဒရှင်၃သိန်း၂000ကျော်အတွက်မဲယုံပေါင်း353ယုံထရှိပေးမှာဖြစ်ပြီးလာမယ့်ဖေဖော်ဝါရီလတရနေ့ကစတင်ပြီးမဲဆန္ဒရှင်တွေရဲ့အမည်စင်းတွေကိုလည်းသက်ဆိုင်ရာမြို့နယ်ရက်ွက်ကြီးရွာကော်မရှင်အဖွဲ့ခွဲရုံးနေပြီးအများမြင်သာသိရှိအောင်ကြီးရွာခွဲတွေအထိမဲဆင်းတွေကတ်သွားမှာဖြစ်ပါတယ်ကော်မရှင်အနေနဲ့လုပ်ငန်းတွေလှုပ်ဆောင်ရမှာနိုင်နိုင်နင်းနင်းနဲ့အမှားအနေဆုံးလှုပ်ဆောင်နိုင်အောင်ကြပြရွေးကောက်ပွဲဆိုင်ရာစစ်ဆက်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းပြီး ဖြစ်ပေါ်လာတဲ့ပြဿနာအငင်းပွားမှုတွေကိုဥပဒေဤဥပဒေညွှန်ကြားချက်တွေနဲ့အညီချက်ချင်းညှိနှိုင်းပေးသွားမှာဖြစ်တယ်လို့လည်းဘကုတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝဲရုံးဥက္ကဋ္ဌဦးဝင်းမောင်ကပြောကြားခဲ့တာပဲဖြစ်ပါတယ်ရှင်။ MCN ရုပ်သံတင်ဌာနကစီစဉ်နေဆက်ပီးနေတဲ့ဂျာပြတ်ရွေးကောက်ပွဲဆိုင်ရာအထူးစီစဉ်ကိုရှုကြားခဲ့ကြရတာပဲဖြစ်ပါတယ်။ MCN ရုပ်သံတင်ဌာနအနေနဲ့ဂျာပြတ်ရွေးကောက်ပွဲဆိုင်ရာအထူးစီစဉ်တွေကိုဇန်နဝါရီလကနေဖေဖော်ဝါရီလအထိ ပတ်စဉ်အစီအစဉ်တွေအဖြစ်စနေနေ့တိုင်းတင်ဆက်ပေးသွားဖို့ရှိနေပြီ။ကြားပြရွေးကောက်ပွဲကျင်းပဖို့တလားလို့မက်စလာကနေစတင်ကနေ့စဉ်ရုပ်သံအစီအစဉ်တွေအဖြစ်တင်ဆက်ပေးသွားဖို့ရှိနေရဖြစ်ပါတယ်။ MCN ရုပ်သံသတင်းဌာနကထုတ်လွှင့်ခဲ့တဲ့ကြားပြရွေးကောက်ပွဲဆိုင်ရာသတင်းတွေကိုရှုစားအားပေးခဲ့ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်။